ကျင်းလူသားတို့အပေမြကာလပတ်လုံးငါဤဘုံကိုရှုံချကြမည်နီအပေမြကာလပတ်လုံးအနတ္တကိုနှစ်သက်၍မှုတာကိုလိုက်ရှာကြမည်နီတမန်ကျမ်းစာကပြောတာချင်းလူသားတို့တဲ့ အပေမြကာလာပတ်လုံးမင်းတို့ငါဘုံကိုရှုံချနေဦးမှာလေယုံကြည်သူဖျားသားသမီးကလည်းလောကမှာချမ်းသာဖို့လောကလောကသားကလည်းလောကမှာချမ်းသာဖို့အဲ့ဒါဘာထူးလဲလောကသားနဲ့ကျွန်တော်အားလုံးကအတူတူပဲဖြစ်မနေဘူးလားအပေမြကာလာပတ်လုံးဖျားဘုံကိုရှုံချမလဲအပေမြကာလာပတ်လုံးဒီလောကမှာနေတဲ့ကာလာပတ်လုံးအနတ္တကိုနှစ်သက်ပြီးတော့တဲ့အနတ္တဆိုတော့ ဘာမှအဆိုးမရခြင်းတရားအနှစ်သာရမဲ့တဲ့အတိတ်ပဲမဲ့တဲ့ဘဝကိုနှစ်သက်ပြီးတော့ယခုဘဝမှုကြီးကျယ်ခမ်းနားမှုယခုဘဝကိုအောင်မြင်ကြကြဖို့လိုက်ရှာရင်းနဲ့မှုတာကိုအစ်စ်အမှန်မဟုတ်တဲ့အရေးတော့ဒီလောကခဏတာကျင်လေတဲ့အရာကို ရှာဖွေကြမလဲအဲကြောင့်မို့ဒီလောကခဏတာအသက်ရှင်ခြင်းကသာဝရကာလအကျိုးအတွက်ယင်းဤမြုပ်နှံတတ်သောသူများဖြစ်ပါသည် တင်ရလောကခဏလေးအသက်ရှင်ရတာနော်၁၀ခန်းလောက်အသက်ရှင်ရတာအများဆုံး80 90 100တရားပေါ့အဲ့ဒီအတောအတွင်းမှာဒီလောက အကျိုးအတွက်ပဲတင်အသက်ရှင်ရင်တင်လောက်ရှုံးတဲ့သူမရှိဘူးထာဝရကာလအတွက်အသက်ရှင်တော့မှတင်ရအသက်ရှင်ခြင်းကအတိတ်ပဲရှိတာဖြစ်တယ်မိတ်ဆွေအဲကြောင့်မို့ဒီလောကမှာတင်ရပတ်စံချမ်းသာတာအပြစ်မဟုတ်ပါဘူးအောင်မြင်ကြော်ကြတာအပြစ်မဟုတ်ပါဘူး ဒါပေမဲ့အဲ့ဒီဒီလောကအရာတွေကိုပိုင်ဆိုင်ဖို့အတွက်ပဲသင်ဟာစူးစမ်းရုန်းကန်နေသေးတယ်ဆိုရင်သင်ဟာအနတ္တနဲ့မှုတာကိုမှီဝဲတော်သူဖြစ်တယ်။ဖျားဘုံကိုရှုံချတော်သူဖြစ်တယ်။ဒါကြောင့်မို့တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး6အပိုင်ငယ်16ဟာ19မှာပတ်စံချမ်းသာတာအပြစ်မဟုတ်ပါဘူးတဲ့ ဒီလောကမှာငွေရတတ်တော်သူဖြစ်ရင်ဘလို့အသက်ရှင်ရမလဲဆိုတာကိုတမန်ကျမ်းသာကမိမောင်းထိုးတယ်။ပင်ချမ်းသာတာအပြစ်မဟုတ်ဘူး။သင်အောင်မြင်ကြောကြတာအပြစ်မဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒါတွေကိုဆွဲလန်းပြီးတော့ယခုဘဝအကျိုးအတွက်ပဲဘဝကိုတိဆောက်ထားရင်ငါနောက်10နှစ်မှာဘာဖြစ်ရမလဲ။ငါနောက်အနည်း15နှစ်မှာဘာဖြစ်ရမလဲ။အဲ့ဒီယခုဘဝအကျိုးအတွက်အသက်ရှင်ရင်အဲ့ဒါအနတ္တကို နှစ်သက်ပြီးတော့မှုတာကိုမိဝဲတော်သူပဲ။ ဒါကြောင့်မို့အနတ္တနဲ့မှုတာကိုမိဝဲသောသူမဖြစ်ဘဲနဲ့ထာဝရကာလအကျိုးအတွက်အသက်ရှင်သောမှသင်ဟာစစ်မှန်တဲ့ဘဝရဲ့အတိတ်ပဲကိုပိုင်ဆိုင်မှာဖြစ်တယ်။ဒီမှာအကြံပြုချက်လေးရှိတယ်။သင်ဟာယခုဘဝမှာငွေရတတ်သောသူဖြစ်ရင်ဤဘဝ၌ငွေရတတ်သောသူတို့သည်မာမာနစိတ်နှင့်ကင်းလွတ်၍မာနမကြီးပါနဲ့တဲ့။အဲ့ဒီငွေရတတ်ခြင်းမှာတဲ့။အဲ့ဒီပတ်စံချမ်းသာခြင်းကလည်းအပြစ်မဟုတ်ပါဘူးတဲ့။ မမာနစိတ်နဲ့กินလို့ပြီးတော့တဲ့မမြဲသောစီးစိမ်ကို မကူစားပဲအခုလောကမှာရတဲ့တင့်ပန်ထဲမှာရှိတဲ့ပတ်စံတင်ပိုင်ဆိုင်နဲ့တိုက်တွေကားတွေရွှေတွေငွေတွေအားလုံးကဘလို့စီးစိမ်လဲမမြဲသောစီးစိမ်ကို မကူစားပဲနဲ့တဲ့ငါတို့ခံစားဖို့ရာအလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနာတော်မူသောအသက်ရှင်တော်မူသောဖရာသခင်ကိုကိုးစားရမည်အကြောင်းနဲ့ ဘသူ့ဘယ်ကူးစားမလဲရိုးလေးပြောလိုက်ရင်ပတ်ဆံမကူးစားနဲ့ဘုရားကိုပဲကူးစားပါအဲ့ဒီပတ်ဆံရှိနေတာအပြစ်မဟုတ်ပတ်ဆံကိုကူးစားဖို့မဟုတ်တခုခုဆိုပတ်ဆံနဲ့မဖြည့်ချင်းနဲ့တခုခုဆိုကိုယ့်ရဲ့ညံကိုအမိမပြုတ်နဲ့ဘုရားကိုပဲမလုပ်ရမလဲအားကိုးရမယ်သင်မှာပတ်ဆံချမ်းသာတာအပြစ်မဟုတ်ဘူးဒါပေမဲ့အဲ့ဒီမမြဲတဲ့စီးစိမ်ကိုဘလို့အသုံးပြုရမလဲအပိုင်ငယ်၁၈မှာ၁၉မှာဘလို့ပြောလဲဆိုရင်၁၈ကနေဖတ်ကြည့်တဲ့အခါမှာသူတပါးအား ်ဂျေစုပြုရမယ်သူတို့ဘာအားဂျေစုပြုခြင်းကိုကိုတိုင်းလည်းကောင်းသောအကျင့်၌ကျွယ်ဝပြည့်စုံခြင်းစွန့်ကျင်ခြင်းသောစေတနာစိတ်သူများအောင်စွန့်ကျဲခြင်းနဲ့စေတနာစိတ်ရှိရမယ်အချင်းချင်းဆက်ဆံခြင်းကျွန်တော်တို့ယုံကြည်သူဖျားသားသမီးဟာအတ္တမဆန်ရအောင်လောကမှာကဘာကြီးကဘလို့ပဲဖြစ်နေပါစေငါတို့ဖျားသားသမီးယုံကြည်သူကတော့အင်းစေးပဲ ကြိုက်တဲ့သူဖြစ်ချင်တာဖြစ်ငါတို့ကတော့အဲလောကထဲမှာလည်း AC ပဲသိရင်လည်းကောင်းကင်နိုင်ငံရောက်မှာအဲ့ဒါဆိုတော်တော်အတ္တဆန်သွားပြီလောကမှာကျွန်တော်တို့ကိုထားတယ်ဆိုတော့ကလူနေတဲ့သူတွေကိုပေးကမ်းဖို့မငြိမ်သက်ငြိမ်သက်ခြင်းမရှိတဲ့ကဘာကြီးမှာငြိမ်သက်ခြင်းကိုမျှဝေဖို့မှောင်နေတဲ့လောကကြီးကိုအလင်းပေးဖို့ဘုရားကထားတာသင်ဆားရတာကိုကျေးဇူးတော်ချီးမွမ်းတာမမားပါဘူးဒါပေမဲ့မဆားရတဲ့သူတွေရှိတယ်ဆိုတော့လေကိုချင်းစာပြီးတော့သူတို့တို့ကဆူတောင်းပေးတတ်ဖို့ကိုစီကနေမျှဝေပေးတတ်ဖို့ဒီနေ့တမန်ကျမ်းစာကဖော်ပြနေတယ် အပိုင်းငယ်16မှာမှန်သောအသက်ကိုဝင်စားလူသောငါနောင်ဘဝ၌ကောင်းသောဘန္နာကိုမိမိအဖို့စီးပူးခြင်းတို့ကို ပြုရမည်အကြောင်းပြည့်ညတ်ထားလောကောင်းငင်ဘန္နာကိုဘာလို့ပါစီးပူးပါယခုလောကမှာသင်ကိုဖျားသခင် ပေးထားတဲ့ငွေကြီးစည်းစိမ်ဥစ္စာဘန္နာအစွမ်းတတ္တိဉာဏ်ပညာအားလုံးကိုဘယ်အတွက် အသုံးပြုရမယ်။နောင်သခင်ရှုရှိကိုရောက်တဲ့အခါမှာဘုရားသခင်ရဲ့ချီးမွမ်းခြင်းကိုခံရဖို့ကောင်းကင်ဘန္နာကိုရရှိဖို့ရတဲ့အတွက်ကျွန်တော်တို့မလုပ်ရမလဲ။ဒီလောကကြီးထဲမှာမမြဲသောစီစဉ်ကိုသူများကိုဝေမျှပါပေးကမ်းပါ။ကျွန်တော်တို့ကမြန်မြန်ပိုင်ဆိုင်မှုပဲမလုပ်နိုင်လေ။ကြိုးစားနေတယ်။တကယ်တော့ကျွန်တော်တို့ကကိုယ်မှာရှိတဲ့အရာကိုဝေမျှပေးကမ်းဖို့ဘုရားသခင်ကအလိုရှိပါလေ။ဒါကြောင့်ကျွန်တော်ဆွေတိုင်း ရှင်မသက်ခရစ်ဝင်ခန်းကြီး6အပိုင်းငယ်19ကနေ27မှာတခင်ရှုကဒီလိုပြောပါတယ်ရှင်မသက်ခရစ်ဝင်ခန်းကြီး6အပိုင်းငယ်19မှာ27တန်ကြီးပိုးရဖြက်စီး၍တခိုးထွင်းပေါက်ခိုးယူရတန်ကြီးတက်သွားနိုင်တယ်တင်းရဲ့ပိုင်ဆိုင်နဲ့ကာတင်းရဲ့အိမ် ပြိုပျက်စီးသွားနိုင်တယ်။သင်ရဲ့ပိုင်ဆိုင်တဲ့စီစဉ်ဥစ္စာဗန်ထဲမှာထည့်ထားတဲ့ပတ်စံတခိုးထွင်းဖောက်မလုပ်နိုင်တော့လေခိုးယူနိုင်တဲ့မြေကြီးပေါ်မှာဗန်နာကိုမစည်းဘူးနဲ့ဆိုတာမရှာဖွေနဲ့အဲ့ဒီအတွက်ယုံကန်တွန်းထိုးပြီးတော့အသက်မရှင်နေအဲ့လိုပြောလို့ဘာအလုံးမလုံးနဲ့ထိုင်နေလို့ပြောချင်တာမဟုတ်အလုံးလုံးဝတဲ့ရည်ရွယ်ချက်ကဒီလောကအရာတွေအများကြီးပိုင်ဆိုင်မှုစီးဘူးနေတာမဟုတ်အဲ့ဒီအလုံးလုံးရတဲ့ရည်ရွယ်ချက်ပညာသင်ရတဲ့ရည်ရွယ်ချက်ကျွန်တော်တို့ စီးပွားရေးလုပ်ရတဲ့ရည်ရွယ်ချက်ကတခုပဲကျွန်တော်တို့အမှုတော်ဆောင်ရတဲ့ရည်ရွယ်ချက်စီးပွားရေးလုပ်တဲ့ရည်ရွယ်ချက်သူများအိမ်မှာသင်ရအိမ်ပေါ်ပဲလုပ်ဝလုပ်ဝသူများအိမ်မှာတောက်တုံမရပဲလုပ်ဝလုပ်ဝသင်ရဆေးရုံမှာသူနာပြုပဲလုပ်လုပ်ဆရာဝန်ပဲလုပ်လုပ်ကျောင်းဆရာပဲလုပ်လုပ်ဘာပဲလုပ်လို့ယုံကြည်သူတိုင်းအတွက်ရည်ရွယ်ချက်ကလောကမှာအသက်ရှင်ရတာတခုပါပဲအဲ့ဒါဘာအတွက်လဲဆိုတော့ဖျားဘုံတော်အတွက်ဖြစ်တယ်ကျွန်တော်တို့လည်းဘုသူ့အတွက်ပဲသက်ရှင်ရလားဖျားဘုံတော်အတွက်ပဲသက်ရှင်ရသင်လည်းဘုသူ့အတွက်ပဲလေ ဖះဘုန်းတော်အတွက်ပဲဘာကြောင့်လဲသင်အတွက်ကိုအားလုံးဖះကလှုပ်ပေးပြီးဖြစ်သောကြောင့်သင်ကဖះအတွက်အသက်ရှင်တော်သူဖြစ်ပါသည်ကိုယ့်အတွက်အသက်ရှင်ခြင်းလည်းရပါတယ်ကိုယ့်အတွက်အောင်မြင်မှုကြော်ကြားဖို့ကိုယ့်အတွက်အသက်ရှင်ရင်အဲ့ဒါအနတ္တပဲမှုတာပဲဆိုတော့ကိုတမန်ကျမ်းစာကပေါ်ပြနေတယ်သင်အတွက်သင်အသက်ရှင်ခဲ့တဲ့အရာတွေအားလုံးကတစ်ချိန်မှာမီးနဲ့စစ်တဲ့အခါမှာလောင်ကျွမ်းပျက်စီးသွားမှာသာရကာလကိုမပါသွားအောင် ဖျားသခင်အဖို့လုံးကအသက်ရှင်ခဲ့တဲ့သူကတော့ထာဝရကာလာတိအကျိုးခံစားမှာဖြစ်တယ်။ဒါကြောင့်ခြေတော်စီတိုင်းပညာရှိဆိုတာကပျက်စီးသွားမဲ့အရာတွေအတွက်မစီးဘူး။မပျက်စီးတဲ့အရာအတွက်ဘာလို့လဲစီးဘူးရှာဖွေတာ။သခင်ရှုကပြောပါလေအပိုင်ငယ်20မှာ။တန်ကြီးပိုးရမပျက်စီးဘူး။တခိုးမထွင်းဖောက်မခိုးယူရကောင်းကင်ဘုံ၌ဗန္နာကိုစီးဘူးကြလော။ကောင်းကင်မှာဗန္နာရှိတယ်။ အဲ့ဒါကိုမလုပ်ပါစီးဘူးပါဒီလောကမှာဘုရားသခင်ပေးထားတဲ့စီးစိမ်ဥစ္စာငွေကြေးတွေကိုသူများတွေကိုသင်ရပေးကမ်းမယ်ဘုရားသခင်ဘုန်းတော်အတွက်သင်ရအသုံးပြုမယ်ဆိုရင်ကောင်းငင်ပန်းတာကိုရရှိမှာဖြစ်တယ်အပိုင်ငယ်27မှာအကြောင်းမူကားအကျင့်အရ၌သင်တို့ဤဘန္နာရှိသင်ရဲ့ဘန္နာဘယ်မှာလဲလောကမှာပဲသင်ဘန္နာရှိတယ်လို့သင်ထင်ရင်သင်စိတ်ပဲပဲရောက်မယ် ဒီလောကရာတွေဝဲရောက်နေလိမ့်မယ်။ထိုအရက်တို့တင်တို့စိတ်နှလုံးရောက်တယ်။ကောင်းကင်မှာဘန္နာရှင်တင်နှလုံးသားပဲပဲရောက်နေမယ်။ကောင်းကင်ပဲရောက်နေမယ်။ဒါကြောင့်မို့တင်ရဲ့အသက်ရှင်ခြင်းဟာမှန်ကန်သွားလိမ့်မယ်။ထာဝရကာလအကျိုးအတွက်အသက်မရှင်ရင်အားလုံးဟာအနတ္တနဲ့မှုတာပဲနော်။ဒါကြောင့်မို့တမန်ကျမ်းစာကပြောတယ်။အဲ့ဒီအနတ္တနဲ့မှုတာကိုကျွန်တော်စီကနေပယ်ပါ။ဒီလောကခဏတာမှာစစ်မှန်စွာအသက်ရှင်ဖို့ရန်အတွက်ဖျားနဲ့အတူ အသက်ရှင်သောသူများ ဖြစ်ပါစေ။ဖရာသခင်ဘုံတော်အတွက်ဘာပဲလုပ်လို့ဖရာဘုံအတွက် ဖြစ်ပါစေ။စားတော်၎င်းတောက်တော်၎င်းအဘယ်ကိစ္စကို ပြုသည်မဆိုတဲ့ဖရာဘုံတော်ကိုထောက်၍ပြုပါ